ရေဒီယိုညူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုညူဂျီရဲ့ညပိုင်းပြည်တွင်းသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ခင်ဦးမြို့နယ်ပကပကကြာဆုံးရဲဘော်တွေရဲ့မိသားစုတွေကိုစက်တမချိန်မြောက်ဂုံပြူထောက်ပံ့ငွေပေးရခြင်းမြင့်တဲ့သတင်းပဲဖြစ်ပါတယ်စကားတိုင်းရွှေဘိုခရိုင်ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မြို့နယ်ပကပမှာတောင်းအပ်ထမ်းဆောင်နေတဲ့ ပကဖရဲဘော်တွေနီးတူကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိဘနဲ့မိသားစုတွေကိုအသိမှတ်ပြုတဲ့အနေနဲ့စတမချိန်မြောက်ဂုံပြူထောက်ပံ့ဝေးချင်းမြင့်ပေးအပ်ခဲ့တယ်လို့နိုဝင်ဘာလ3ရက်မှာထုတ်ပြန်လာပါတယ်။ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကဖကကြာဆုံးရဲဘော်တွေဖြစ်တဲ့ရဲဘော်ကြီးကွန့်ရဲဘော်သဲမောင်ရဲဘော်ညီထွေရဲဘော်တောက်တောက်ရဲဘော်ကောင်းကောင်းခေါ် K2 နဲ့ရဲဘော်ရဲမင်းထက်ခေါ်နေမင်းတို့ရဲ့မိဘနဲ့မိသားစုတွေကိုလာစဉ်ထောက်ပံ့ပေးခဲ့ရမှာ အော်တိုဘားလ3ရက်ကပဲဂွန်ပြူထောက်ပံ့ငွေ6သိန်းကျပ်ကို9ချိန်မြောက်ချိမြင့်ပေးခဲ့ပါသေးတယ်။ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ဟာတော်လိုင်းမာမိတ်တပ်တွေနဲ့အတူစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်နေတဲ့ဖွဲ့ဖြစ်ပါတယ်။စက်တင်ဘာလတုန်းကဆိုရင်စစ်တပ်ဘက်ကဒုတိယဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးပါဝင်စစ်သားအများပြားတေဆုံးအောင်တိုက်ခိုက်နိုင်ခဲ့ပြီးစစ်သား2ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့စစ်ရေးမှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာ။ဆလဘီ ကမ်းဘလူးစပယ်နေသားဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်10ဦးထွက်ပြေးလွတ်မြောက်သွားတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်းဘလူးမြို့နယ်ကစပယ်နေသားစစ်ဆေးဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့လူငယ်10ဦးပြန်လည်လွတ်မြောက်လာတယ်လို့ဒေသတွင်းသတင်းတွေကဆိုပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေကိုအမှတ်6396တန်ကားတရင်ကိုကားနဲ့သွားပို့ချိန်မှာလူငယ်10ဦးကရင်မောင်းဖြစ်တဲ့ပြူစောတိကိုတိုက်ခတ်ပြီးထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ကမ်းဘလူးခရိုင်အမှတ်3 PTF တရင်ထုတ်လိုက်တဲ့တော်ဝန်ကလည်းအတည်ပြုထားပါတယ်။ ။စပယ်နသာစစ်ဆေးကိမှရှိတဲ့ကျမ်းပတ်စေအုပ်စုဟာအော်တိုဘာလာထဲမှာခီးသွားလူငယ်၁၀ဦးကိုဖမ်းဆီးခဲ့ပြီးအမှတ်63936တန်ကားတန်ရင်ကိုပို့ဆောင်ခြင်းလမ်းခီးတနေရာမှာရင်မောင်းကိုတိုက်ခိုက်ပြီးထွက်ပြေးလွတ်မြောက်လာတာလို့သိရပါဗျ။ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်၁၀ဦးကိုကမ်ဘလူခရိုင်အမှတ်3 PDF တန်ရင်ကရဲဘော်တွေကကယ်တင်နိုင်ခဲ့ပြီးမိသားစုတွေစီပြန်လည်အနှံပေးခဲ့တယ်လို့လည်းကမ်ဘလူခရိုင်အမှတ်3 PDF တန်ရင်ထောင်လိုင်းတာဝန်ခံကအသိပေးထားပါဗျ။ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်တွေဟာ ဒဇယ်ခင်ဦးကောလင်ကတာနဲ့မြင်းမှုမျိုးနယ်တို့ကခီးသွွားလူငယ်တွေလို့သိရပါတယ်။ကမ်းမလူမျိုးနယ်ထဲမှာရှိတဲ့ဇပဲနသာစစ်စေးခိတ်ကဆေးဥစုဟာအော်တိုဘလာထဲမှာရသားပြည်သူ80တမနဲ့ကိုဖမ်းဆီးခဲ့ပြီးအမျိုးသမီးနှုတ်ကိုမတိုင်းချင်းတပ်ဖြတ်ခဲ့တာကြောင့်ခီးသွွားပြည်သူတွေအနေနဲ့ဒီစစ်စေးခိတ်စခန်းကိုရှောင်ရှားသွားလာကြဖို့ကျွန်းလာကမ်းမလူတက်ကြွလှုံ့ဆော်သူများအဖွဲ့ကသတိပေးထားပါတယ်ခင်ဗျာ။ အခုတခါတိုက်ပွဲရှောင်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနေတယ်လို့နေပြည်တော် PDF ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနပြည်သူ့လုံခြုံရေးဌာနကတိုက်ပွဲရှောင်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပံ့ပိုးပေးနေတယ်လို့ဒီကနေ့နိုဝင်ဘာလ3ရက်မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ပြည်တွင်းပြည်ပကတော်လှန်ပြီးပါပြည်သူများအနေနဲ့နေပြီးတော့ PTF စစ်စင်နယ်မြေရဲဝန်းကတိုက်ပွဲဆောင်ပြည်သူတွေလိုအပ်နေတဲ့ရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကူညီပေးလိုတယ်ဆိုရင်ပြည်သူကာကွယ်ရေးတပ်မတော်နေပြီးတော့တိုင်းစစ်တိုင်းပြည်သူလုံခြုံရေးဌာနနဲ့ချိတ်ဆက်ပြီးကူညီပေးကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။အချမ်းမတ်စစ်တပ်ဟာနေပြီးတော့တိုင်းစစ်ဌာနစစ်စင်နယ်မြေရဲဝန်းမှာရှိတဲ့ကျေးရွာနေပြည်သူလူထုရဲ့နေအိမ်တွေကိုစစ်ကြောင်းထုတ်မီးရှို့ဖျက်ဆီးတာဒေသနေပြည်သူတွေကိုလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်တာ ကျေးရွာနေပြည်သူတွေရှိတဲ့နေရာကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာလေကြောင်းကနေ jet fighter တွေ drone တွေ paramotor တွေသုံးပြီးဘုံကျဲတိုက်ခိုက်တာစတဲ့စစ်ရာဇဝတ်မှုတွေကျွလွန်တာလူ့ခွင်ရေးချိုးပေါက်တာတွေကိုဇက်တိုက်ကျွလွန်နေစေလို့ဆိုပါတယ်။ဒါကြောင့်ဒေသနေပြည်သူတွေအနေနဲ့တော်လန်တရိတော်လန်အသည့်အမြန်ရှိနေဖို့လိုပြီးလက်နက်ကြီးနဲ့လေကြောင်းအနေနဲ့ကြိုတင်ကာကွယ်ခြင်းဆန်ရထုတ်ပြန်ချက်တွေကိုတိတိကျကျလိုက်နာဆောင်ရွက်ကြဖို့လေပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်တပ်နာကအသိပေးတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစေဝါကျွမ်းကျင်မျိုးသမီးတပ်သားတွေနေပြည်တော် PTF 901စစ်ကြောင်းခုံယူတဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်။စေဝါကျွမ်းကျင်မျိုးသမီးတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PTF တပ်သားတွေဖြစ်ခေါ်ယူသွားမယ်လို့နေပြည်တော် PTF 901စစ်ကြောင်းကဒီကနေ့နိုဝင်ဘာလ3ရက်မှာထုတ်ပြန်လာပါတယ်။တရင်900တင်းနဲ့လက်တွဲလိုတဲ့လူငယ်လူရွယ်မျိုးသားတွေပါဝင်စေဝါကျွမ်းကျင်မျိုးသမီးတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PTF တပ်သားတွေဖြစ်ခေါ်ယူသွားမယ်လို့ဆိုပါတယ်။ ပြည်သူ့ကာကွယ်တပ်မတော် BTF တပ်သားတွေအဖြစ်ခေါ်ယူရမှာပညာရည်ချင်းတတ်မှတ်မထားပဲအသက်16နှစ်ကနေ40တွင်ရှိသူတွေတက်ရောက်နိုင်တယ်လို့သိရပါတယ်။နေပြည်တော် BTF 901စစ်ကြောင်းနဲ့လက်တွဲလိုသူတွေဟာကျမ်းမာရေးကောင်းမှုဖို့လိုအပ်ပြီးတက်ရင်းနဲ့တူတွန်လိုင်းပြီးဆုံးတဲ့အထိတိုက်ပွဲဝင်နိုင်သူဖြစ်ဖို့လိုတယ်လို့တော့သတ်မှတ်ထားပါတယ်။ဒေသမရွေးသွာလာတိုက်ပွဲဝင်နိုင်ရမှာဖြစ်ပြီးတပ်ဆိုင်ရာတိုက်ခိုက်ရေးစစ်တမ်းညာတက်ရောက်နိုင်သူဖြစ်ဖို့လိုတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နေပြည်တော် PTF 901စစ်ကြောင်းနဲ့လက်တွဲလိုသူတွေအနေနဲ့ @nebiro.ptf901 ဆိုတဲ့ Telegram channel ကနေဆက်သွယ်နိုင်မှာဖြစ်ပါလိမ့်ခင်ဗျာ။ခုတခါတင်ဆက်ပေးမှာကတော့ Homeland မြို့နီး Westers K 4.8အဆင့်အင်အားအတော်အသင့်ရှိတဲ့မြေငင်ရေတစ်ခုလှုပ်ခတ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဟ ோம் လင်းမြို့နီးကမြေအောက်အနက်125ကီလိုမီတာကိုဘူပြူပြီး Rickstar Scale 4.8အဆင့်နဲ့အင်အားအတော်အသင့်ရှိတဲ့မြေငင်လေးတစ်ခုဒီကနေ့နိုဝင်ဘာလ3ရက်မနက်8:00နာရီကျော်အချိန်မှာလှုပ်ခတ်ခဲ့တယ်လို့မြို့သားညီညွတ်ဆိုရ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ရင်းငင်းတိုက်တာတဲ့ဆက်တွေကအုံပြုတဲ့စကေးနဲ့တိုက်တာတဲ့နီလန်တို့ပေါ်မူတည်ပြီးငရင်အင်အားပမာဏနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့လည်းအသိပေးထားပါတယ်။အော်တိုဘားလ29ရက်မနက်7:00မိနစ်ချိန်ခန့်တုန်းကလည်းချင်းပြည်နယ်မတူပြည်မြို့အနီးမြေအောင်နဲ့38ကီလိုမီတာကိုဘိုးပြူပြီး Richter scale 0.2အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ဆိုပါရယ်။ ော်တိုဘားလ28ရက်နေ့မနက်4:23မိနစ်အချိန်ခန့်ကလည်းမန္တလေးမြို့အရှေ့ဘက်26ကီလိုမီတာကွာမှာမြေအောက်အနှက်10ကီလိုမီတာကိုပိုပြပြီး Richter scale 4.2အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြေငြင်းတစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။ဒါပြင်အော်တိုဘားလ23ရက်ည9:17မိနစ်မှာလည်းချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းမြေအောက်အနှက်80ကီလိုမီတာကိုပိုပြပြီး Richter scale 4.3အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ငရင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့မှတ်တမ်းတွေရသိရပါတယ်။အခုလိုငလျင်ငယ်တွေလှုပ်ခတ်နေတဲ့အတွက် ဂရင်းအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေညော်နေစေဖို့သတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကအသိပေးတိုက်တွန်းထားပါလိမ့်ခင်ဗျာဆလဘီဖက်ဒရယ်ဒီမိုကရေစီပန်းနိုင်မရောမချင်းစစ်အာဏာရှင်တွေကိုတိုက်ခိုက်သွားမယ်လို့မရရမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောကြားတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ် အများပြည်သူလိုလားတောင်းတနေတဲ့ Federal Democracy ပန်းနိုင်မရောက်မချင်းစစ်အာဏာရှင်တွေကိုတိုက်ခိုက်သွားမယ်လို့မရီယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောကြားလိုက်ပါတယ်။မရီယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာတော်လှန်ရေးစတင်ချိန်ကလေးကစစ်အာဏာရှင်စနစ်ကိုရရလက်နဲ့ဆွဲကင်ပြီးတော်လှန်ခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ဆိုပါတယ်။ Federal Democracy စနစ်ရယူပြီးပြည်သူ့အာဏာပြည်သူ့ထံပြန်လည်အနှံ့ပြီးမှတပ်ဆိုင်ရာနယ်ပယ်သေးသေးမှနိုင်ငံတော်ဝန်တွေကိုပြောင်းလဲထမ်းဆောင်ကြမဲ့ရဲဘော်ရဲဘက်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့လည်းအသိပေးထားပါဗျာ။ မရီယာမြို့နယ်ပတ်ကပ်ပအနေနဲ့စစ်တီအင်အားအကုန်ထုတ်ပြီးမိမိတို့ထိန်းချုပ်ထားတဲ့နေမြေတွေကိုတက်ဆွမ်းသမျှကာကွယ်နေတယ်လို့ဤဆက်ရတော်လိုင်းညီနောင်တွေရဲ့စိုးမှုနေမြေတွေမှာလည်းတက်ဆွမ်းသူတွေသွားရောက်ကာကွယ်နေတယ်လို့သိရပါတယ်မိမိတို့အသီးစိမ့်နဲ့လက်နက်ကိုင်းလမ်းစဉ်ကိုတိတိကျကျလုံဆောင်နေတဲ့ဖွဲ့စည်းဖြစ်တာကြောင့်တော်လိုင်းရဲ့ခြေလှမ်းရပ်တန့်သွားမှာမဟုတ်ဘဲအများပြည်သူလိုလားတောင်းတနေတဲ့ Federal Democracy ပန်းနိုင်မရောက်မချင်းပြည်သူလူထုရှေ့ကနေမမမတ်မတ်ရက်တည်ပြီးရန်သူစစ်အာဏာရှင်တွေကိုတိုက်ခိုက်သွားမယ်လို့ မရီယာမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးချင်တာကတော့မောင်မကန်ဘက်ကနေခရင်ကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ခိုက်မှုမှာစစ်သား၈ဦးထပ်မံတေဆုံးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီနေ့သားရီတိုင်းတဝဲခရိုင်လောင်လုံးမြို့နယ်မောင်မကန်ရွာဘက်ကနေခရင်ကြီးရွာဘက်ကိုထွက်လာတဲ့အင်အား84ဦးပါစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရမှာစစ်သား၈ဦးထပ်မံတေဆုံးသွားတယ်လို့တဝဲအမျိုးသားလူမျိုးရေးတပ်မတော်ကထုတ်ပြန်လာပါတယ်။ ကရင်ကြီးကျွာနီမှာအော်တိုဘားလ22ရက်နေ့ညနေ9:00ခန်းကစပြီး2နာရီကြာဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့ပြီးပြည်သူ့ကာဝေးပူးပေါင်းဖွဲ့ဘက်ကရဲဘော်တအူးမစိုးရင်ရတဲ့ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘားလ22ရက်နေ့ညနေပိုင်းမှာလည်းကမ်းပဏီကျွာနီမှာ2နာရီနီးပါးတိုက်ပွဲထပ်ဖြစ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိပေမဲ့တော်လိုင်းပူးပေါင်းဖွဲ့တွေဘက်ကတော့ထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ ဒီကြားပြတ်တက်ခတ်မှုနှစ်ချိန်မှာစစ်သား၈ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူတွေလည်းများတယ်လို့ဒဝဲမျိုးသားလွတ်မြောက်ရေးတပ်မတော်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တိုက်ပွဲဖြစ်ချိန်တွေမှာစစ်တပ်စစ်ကြောင်းကိုစစ်ကော်မရှင်ဘက်ကလက်နက်ကြီးတွေစစ်သည်ဘုံကနေပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါဗျ။ဖွဲ့စည်းပုံပြတ်ပြီးဆုတ်ခွာသွားတဲ့စစ်တပ်စစ်ကြောင်းဟာအင်အားစုစည်းပြီးကမ်ပဏီရွာဘက်စစ်ကြောင်းပြန်ထိုးလာတာကမ်ပဏီရွာနဲ့ပညစ်ရွာကြားကကြကြမင်းထိုင်တောင်မှာယာယီတက်ဆွဲနေတာကိုတော်လိုင်းပူပေါင်းတပ်တွေဘက်ကဒရုန်းနဲ့ထပ်ပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ဒီတက်ကဲမှုတွေကိုတဝဲခရိုင်တပ်ပေါင်းစု DNLA ဒုရကစစ်ကြောင်းဒေါနာတန်ရင်တက်ခွဲနှင့် LPF ဒေါနာတန်ရင်တက်ခွဲလေး KPTF ရာမညမွန်တက်တော်လောင်းလုံးတမရီလိပ်ပြတက်ဖွဲ့နဲ့မာမိတ်တက်တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အထည်နာနေတဲ့အချမ်းပတ်စစ်တပ်ဟာဒနေသာရီတိုင်းတွင်လေကြောင်းတက်ခဲမှုတွေအချိန်ပြည့်လှုပ်လာနေတာကြောင့်မိမပြည်သူများအနေနဲ့လေကြောင်းရဲ့ကာကွယ်ရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုလိုက်နာကြဖို့တဝဲမျိုးသားလူမျိုးရေးတက်မတော်ကတိုက်တွန်းနှိုးဆော်ထားတယ်လို့ အမှန်တရားပဲပြည်သူ့ဘက်ကရက်တီလို့တဲ့စစ်သားတွေနဲ့ရဲတွေပြည်သူ့ရင်ဝင်ခေလုံးကြဖို့ကိုလည်းဖိတ်ခေါ်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းလေးကို Radio NUG သတင်းတောက်ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ